တူချင်းကျူးလွန်ရင်၃နှစ်ကနေ9နှစ်အုပ်စုလိုက်ကျူးလွန်မယ်ဆိုရင်9နှစ်ကနေ10နှစ်ထိ ထောင်ချပြစ်မယ်လို့ဆိုထားပါတယ်ဒါကတော့ရှင်းပါတယ်စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ကျင်လို့မဲမပေးပဲနေလို့ကြတဲ့ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့လူမှုကွန်ရက်အစားမျက်နှာတွေမှာရွေးကောက်ပွဲအကြောင်းတစ်လုံးတစ်ပါးသားမှ မရေပဲမပြောပဲနေလိုက်ယုံပါပဲအထူးသဖြင့်တော့ ကိုမိသားစုထဲမှာစုံပြူပြင်းထန်စစ်ကော်မရှင်ဘက်တော်သားတတရအုပ်စုလို့အတိများတဲ့ရွေးကောက်ပွဲလိုလားသူရွေးကောက်ပွဲမှာမဝင်ရရင်သေပွဲဝင်ရမလို့ဖြစ်နေတဲ့နိုင်ငံရေးပါတီအဖွဲ့ဝင် ကိုစဲလလောင်းပါနေတယ်ဆိုရင်ကိုပန်ဝင်းချင်းအတိုင်းဝိုင်းမှာရမ်းများတယ်မနာလိုသူတွေဝိုင်းနေတယ်ဆိုရင်ရွေးကောက်ပွဲအကြောင်းမပြောဘဲနှုတ်ဆက်နေလိုက်ဖို့လေးလေးနက်နက်သတိပေးခြင်းပါတယ် ံပါတ်3နောက်ထပ်တားမြစ်ချက်ကတော့ကိုယ်တိုင်းမဲမပေးခြင်းယုံမက အများသူငါကိုလည်းမဲမပေးဖို့အဖော်ညှိခြင်းနဲ့ပြည်သူတွေကိုတဲ့ရည်ညွှန်းထားတာပါမဲမပေးအောင်ဟန်တားတာချင်းချောက်တာဖိအားပေးတာတွေမလုပ်ဖို့တားမြစ်ထားတာဖြစ်ပါတယ်တားမြစ်ချက်ကိုတူးချင်းစီကျူးလွန်ရင် ထောင်၃နှစ်ကနေ9နှစ်အဖွဲလိုက်ဆိုရင်9နှစ်ကနေ10နှစ်ထိပြစ်ဒဏ်ပေးခံရမယ်လို့ဆိုထားပါတယ် အဲ့ဒီတော့ပထမပြောထားတဲ့ရွေးကောက်ပွဲအကြောင်းမပြောချင်ဆိုတာထက်နည်းနည်းပိုပြီးတတိလေးထားလိုက်ကြရအောင်ပါမဲပေးပါလားလို့တယောက်နဲ့တယောက်မမေးကြပဲစိတ်တူကိုယ်တူအချင်းချင်းတိတ်တိတ်လေးညာညိထားလိုက်ကြမယ်ဆိုရင်မေးအောင်လန်ကနန်းဆန်တတိုင်းပြည်လုံးကစစ်ကြုံခံရမယ်အတုအယောင်ရွေးကောက်ပွဲကို တိတ်ဆိတ်စွာညင်းဆန်နိုင်ကြမယ်လို့အကြံပေးတိုက်တွန်းလိုက်ခြင်းပါတယ် စစ်ကြုံနိုင်ငံရေးတူသွင်းတာကို မခံနိုင်ကြတဲ့ပြည်သူတွေကတော့မင်းအောင်လိုက်နဲ့အမှုတွဲကြံရပါမဖြစ်ရအောင်ရွေးကောက်ပွဲအကြိုကာလနဲ့ရွေးကောက်ပွဲနေ့တွေမှာမဲမပေးပဲနေထိုင်ခွင့်ဆိုတဲ့ကိုပိုင်အခွင့်အရေးကိုတိတ်တိတ်ကလေးစုပ်ကရင်ဖျက်ဆန်းကြရအောင်ပါ အရေးကြီးဆုံးကတော့ရွေးကောက်ပွဲအကြောင်း မပြောချေမဲပေးမှလားမမေးချေ